မင်္ဂလာပါ။ကျွန်တော်နေ Crypto Core Wallet လို့ ခေါ်တဲ့ tangent wallet တခုကိုကျွန်တော်ညီနဲ့လာပြီးတော့ unboxing လုပ်ပေးမှာဖြစ်ပါတယ်။ကျွန်တော်ဘာလို့ tangent wallet ကိုရွေးဖြစ်လဲဆိုရင်တော့ကျွန်တော်ကအများကြီးအရ direct crypto တွေကိုကျွန်တော်ဖုန်းနဲ့လုံဆောင်လာများတယ်ဆိုတော့သူကလွယ်ကူပြီးတော့ရိုးရှင်းတယ်ဘောနော်။နောက်ပြီးတော့ဟိုတယ်ဆောင်ကလည်းလွယ်ကူတယ်ဘောနော်။ကျွန်တော်အခြား wallet တွေလိုသူက USB C တို့ type C တို့အဲ့လိုမျိုးတယ်ဆောင်သွားစရာမလိုဘူးဘောနော်။အကောင်းဆုံးကကိုယ့်ရဲ့ဖုန်းနဲ့ကျွန်တော်ထည့်ပြီးတော့ကျွန်တော် crypto ပို့မလား။ကျွန်တော် crypto receive လုပ်မလား။ကျွန်တော် withdraw လုပ်မလား။ swap လုပ်မလား။ stake လုပ်မလား။အကောင်းဆုံးဘောနော်။ကျွန်တော်သူ့ရဲ့ card နဲ့ကိုယ့်ရဲ့ဖုန်းနဲ့ လိုရတယ်ပေါ့နော်နောက်ပြီး internet ပေါ့နော်အဲ့ဒီဟာရှိတဲ့ဆိုရင်တော့ကျွန်တော်တို့အကောင်လုံးကျွန်တော်တို့ crypto တွေကိုကျွန်တော်တို့ထိတ်ချုပ်လို့ရတယ်ပေါ့နော်သူကကြတော့အခြားဟို iPad တို့ဒီ computer တို့လိုမျိုးလည်းကျွန်တော်ထိတ်ဆက်လို့မရဘူးဘာဖြစ်လဲဆိုတော့သူက chip နဲ့အလုပ်လုပ်တယ်ပေါ့နော်သူက NFC နဲ့အာသူကအလုပ်လုပ်တယ်ပေါ့နော်အကြောင်းကျွန်တော် USB C တွေမပါတဲ့အတွက်ကျွန်တော်ဟိုတကယ်လို့ဟို iPad မှာအသုံးပြုတဲ့လူတို့ crypto တွေကိုကွဲ iPad မှာဟို လှုပ်ဆောင်လာများလေဆိုရင်နောက်ပြီးတော့ကွန်ပျူတာထဲမှာလှုပ်ဆောင်လာများလေဆိုရင်ဒီ wallet ကအဲ့ဒီလူတွေအတွက်အဆင်မပြေဘူးဒီ wallet ကကျတော့ဒီ tangent wallet ကသူက fault တခုအတွက်ပဲအဆင်ပြေတယ်ပေါ့နော်အဲသူက NFC နဲ့အလိုလိုလာဆိုတော့သူကဘာကောင်းတာလဲဆိုတော့ပြန်ဆောင်ရလွယ်တယ်နောက်ပြီးတော့အများကြီးကလည်းလူတန်းကဟို ဖုန်းနဲ့ Quick Crypto တွေကိုအလွယ်တကူချိလို့ရတဲ့ဟာဆိုရင်တော့ကျွန်တော်စစ်တင်ပို့ပြီးတော့သဘောကျတယ်ထင်တယ်ဘောနော်အကျွန်တော်အဒီ site မှာဆိုတော့ကျွန်တော်ဒီ Tangent Wallet ကိုကျွန်တော်ရွေးဖြည့်သွားပြီးတော့လေအဲ့တော့ Tangent Wallet မှာကျွန်တော်ကျွန်တော်ချက် review သားကြည့်အောင်ကျွဲဈေးနော်ဟာကျွန်တော်ဈေးနော်ချက်သားကြည့်လိုက်မယ်ကဲ Tangent Wallet အကျွန်တော်ကတော့ခုရွေးမယ်ဆိုရင်ကျွန်တော် ဟိုချားဒီ customize ဟို logo တွေကျွန်တော်ယူလို့ရပါတော့အကြောင်းတွေပေါ့နော်အဲ့ဒီ customize color တွေကျွန်တော်ယူလို့ရတယ်အဲ့တော့ two cup ပဲယူမယ်ဆိုရင်တော့ကျွန်တော်ယူရလို့မရပါဘူးနော်တကယ်တော့ three cup ယူမယ်ဆိုရင်ယူလို့ရတယ်စာကိုကြိုက်တဲ့ color တို့ကိုကြိုက်တဲ့ logo တို့ပေါ့နော်ကျွန်တော်ကျွန်တော် unboxing theme မှာကျတော့ဟို two cup ပဲကျွန်တော်ယူရတယ်ပေါ့နော် two cup အဲ့တော့ channel option တွေကျွန်တော်ယူလို့မရဘူး အာတကယ်လို့ကိုက2ခါနဲ့အဆင်ပြေတယ်ဆိုရင်ကိုက2ခါနဲ့ရေးပါတော့တကယ်လို့ okay 3ခါနဲ့ဆိုရင်လည်းကိုရေးလို့ရတယ်ကိုစိတ်ကြိုက်ပဲဘောနော်ဒါဈေးကတော့အလာတိမကွာဘူးသူကကြတော့ C frame နဲ့လည်းကိုက set up လုပ်လို့ရတယ်တကယ်လို့ကိုက C frame နဲ့ set up မလို့ရှိဘူးဆိုရင်လည်း password နဲ့လည်းဟိုသွားလို့ရတယ်ဘောနော် tangent ring လည်းရှိတယ်သူ့ရင်ကကြတော့ not ဟိုကာနကူအမီတော့ lesso တကွင်းဘောနော် lesso ကကြတော့ကိုကြိုက်တဲ့ site ကိုယူလို့ရတယ် okay ကျွန်တော် tangent wall နဲ့မှာသူ့ရဲ့ဟို script ဒီလိုနေပြီးတော့သူ့ရဲ့ဟိုလို့ချိုးတဲ့ပိုင်းမှာကျွန်တော်ချက်ချင်းကြည့်ရအောင်ဘောနော် အာ तू ကကြတော့ဟိုဆက်ရလွယ်တာလွယ်ကူတယ်ဘောနော် तू က3မိနစ်3မိနစ်လောက်ဆိုပြီးဟိုရပြီဘောနော်တကယ်လို့ sea frame မတုံးချင်ဘူးဆိုရင်လည်း तू က smart private key ပဲကတ်ရှိရဘောနော်အဲ့ဒီ feature လည်းသူတို့ပါဝင်ရတယ်နောက်တစ်ခုကကြတော့ तू သူရဲ့ user တွေ4 million ထဲမှာဟို wallet ကိုဖက်ခံရတာဆိုတာတခုမှမရှိဘောနော် asset code တွေကအဲ့ဒီ password နဲ့ထည့်ပြီးလို့ဆိုရင်လည်းကွာ iphone မှာဆိုရင်လည်းသိရမှာကိုယ် face scan unlock လုပ်လို့ရဘောနော်အဲ့ဒီခုလည်းတော်လေးတောက်ကူပြူတယ်ဘောနော်နောက်တစ်ခုကကြတော့ဒါကိုတစ်ချက်ကြည့်ချင်းဘောနော်ကိုတုံးမဲ့ crypto တို့အဲ့ဒီထဲမှာဒီ transaction wallet မှာတုံးပြူလို့ရလားမရဘူးလားဆို တာရအရင်ဆိုဒီချက်စစ်ကြည့်ပေါ့နော်ကျွန်တော်စစ်တယ်အများကြီးကတော့ပါဝင်ကြရလို့ထင်ရမှာတကယ်ဟိုနာမည်ကြီး crypto တွေတို့အကုန်လုံးကဒီထဲမှာပါတယ်ပေါ့နော်အဲ့ဒီကလေးရှိတယ်နောက်သူကသူ chip တုံးလိုက်ပေါ့နော်သူ chip ကစောစစ်ရင် Samsung chip ကိုတုံးရတယ်တူတယ် security ဘက်မှာကြတော့ PA6 plus ပေါ့နော် IP69K ။ Mi 69ကကျတော့တည်တဲ့နိုင်ဝင်ဟို waterproof နော်။ဒီတော့ channel feature တွေကကျတော့ကြီးကြီးပေါ့နော်။ကျွန်တော်သူခဝယ်ထားရပေါ့နော်။သူခဝယ်ထားရတဲ့ car USA ကကျတော့အသိမကြီးဘူး။ဒီတည်လေးပဲ။ကျွန်တော်ဘန်ကားပါပဲတော်ရတယ်။ဘန်ကားနဲ့လည်း USA တူပဲ။ plastic နဲ့လို့ရတော့ဟိုပတ်စံနဲ့မှလည်းထည့်လို့ရတယ်။ပေါ့ပေါ့ပပလေးရှိတယ်။